ိုးဖြစ်သူအငိမ့်သာဗိုလ်ချုပ်မှုကြီးတန်းရွှေဟာအခုဘဝကိုဘလောက်ထိလွှမ်းမိုးမှုရှိပါသလဲတဲ့နောက်နောက်တစ်ခုကအဖိုးဖြစ်သူကြောင့်နေရွှေသွေးအောင်ဆိုတဲ့နာမည်ကုန်တင်ဖြစ်လာခြင်းကိုရောကိုကိုယ်တိုင်ကျင်းနမ်းမိသလားတဲ့ဆိုလိုချင်တာကအဖိုးဖြစ်သူကြောင့်နေရွှေသွေးအောင် ဖြစ်လာခြင်းထက်ကိုကိုယ်တိုင်ဖောက်ထွင်းနိုင်တဲ့နေရွှေသွေးအောင်ဘဝကိုလူလားပါသလားဆိုတာကိုရှင်းပြခိုင်းတာပါကျွန်တော်ဘဝမှာတော့အဖိုးဖြစ်သူနဲ့အဖေဖြစ်သူက လောကကြီးကပေးလိုက်တဲ့အကောင်းဆုံးလက်ဆောင်တစ်ခုပါပဲတယောက်ကလိုရေကိုင်းရင်အလွန်ပဲထူးချွန်ထက်မြက်မှုရှိပါတယ်နောက်တစ်ယောက်ကကြောက်လဲစိတ်နေသဘောထားအရန်ကိုလေးစားတူဝဲတူယူဝဲရဖြစ်ပါတယ်အဲ့တော့အဖိုးဖြစ်သူကြောင့်ကျွန်တော်ဖြစ်လာတာပဲဖြစ်ဖြစ်ကျွန်တော်ကကျွန်တော်ဖြစ်လာတာပဲဖြစ်ဖြစ်ဘယ်ဘဝမှဆိုကျင်တတ်ပါတယ်ဖခင်နဲ့အတူ bright dot လို့ဘုအစီအစဉ်ရှိပါသလားတဲ့အဖေ့စီကအားကြအတူယူစရာတွေကဘာတွေဖြစ်မလဲတဲ့ကျွန်တော်ဘရာဟိဒါတော့တတ်နိုင်တယ်လို့အမြင်နဲ့လုပ်ပါတယ် ဖခင်နဲ့လည်းအတူတူလုပ်ဖို့လည်းအစီအစဉ်လည်းရှိပါတယ်အဖေစီကဘာတွေအတူယူစရာရှိလဲဆိုတော့အများကြီးပါပဲသူစီကတော့ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောအပြုမှုအနေထိုင်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးစတဲ့ဒီအပြုမှုခေါင်းတွေကိုကျွန်တော်တို့ကအများကြီးသင်ခန်းစာရပါတယ်